ဒုဆိုတာပြဿနာတွေအားလုံးရဲ့စုဝေးရာဖြစ်သောကြောင့်ရွံမုန်းစရာကောင်းတယ်ဆွဆုပ်စရာကောင်းတယ်ကြည်လီဒီယုံနံဓမ္မသင်္ခါရတရားတွေပေါ်မှာပြဿနာတွေအားလုံးဟာစုနေတယ်ပွေရတယ်နာရတယ်တရားတယ်ဆိုတဲ့ဒီပြဿနာအဲ့ဓာတွေအားလုံးကိုစုပြီးတော့နေသည့်အတွက်ကြောင့်ခြေနဲ့စရာမကောင်းဘူး နှစ်သက်เสียမကောင်းဘူးယုံမုန်းเสียကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဒုလို့ခဆိုတာကောင်းငင်ဘာမှမရှိဘူးလက်ဟာပြင်ဘာတွေမရှိတာတုံးဆိုကိုယ့်ရဲ့ထင်မြင်ယူဆထားတဲ့အရာတွေတခုမှမရှိဘူးလို့ဒီလိုပြောတာလူတွေကခန္ဓာ၅ပါးကိုကြည့်ပြီးတော့တခုခုရှိနေတယ်မြဲတဲ့သဘောတွေရှိတယ်နှစ်သက်เสียတွေရှိတယ်ဒီလိုထင်နေကြတာအဲ့ဒီအထင်မြင်နေနေစာတို့ဒုက္ခတို့သုဘတို့အတ္တဆိုတာတခုမှမရှိဘူး လုံးဝဘာမှမရှိတဲ့အရာဒီလိုဘာမှမရှိတဲ့အရာ ဖြစ်သောကြောင့်ဒုက္ခလို့ခန္ဓာ၅ပါးဟာတကယ်တော့လူတွေအားလုံးကထင်နေကြတယ်နေစမြဲတယ်လို့ထင်တယ်မြဲတဲ့သဘောဒီမှာမရှိဘူးခန္ဓာ၅ပါးမှာချမ်းသာတယ်လို့ထင်တယ်ချမ်းသာတဲ့သဘောခန္ဓာမှာမရှိဘူးတင့်တယ်တယ်လို့ထင်တယ်တင့်တယ်တဲ့သဘောခန္ဓာမှာမရှိဘူး အတ္တကိုယ်လိုချင်ဖြစ်တယ်လို့လူတွေကထင်နေတယ်အဲ့ဒီခန္ဓာကိုယ်မှာအတ္တဆိုတဲ့သဘောလည်းမရှိဘူးလို့ဆိုဘာမှမရှိဘူးဆိုတဲ့အတိတ်ပဲကိုပြောတာနော်